ကြောက်တာဘာကြောင့်ကြောက်တယ်လဲမကြောက်တာဘာကြောင့်မကြောက်တယ်လဲဆိုလူတွေဟာမိမိရဲ့ကိုယ်ကာယပေါ်မှာတွေ့တာမှုတွေများကြကိုယ်ခန္ဓာကိုယ်တွေ့တယ်နောက်ဆုံးမှာသူများခန္ဓာတွေ့တယ်ဆိုတာခဏပဲတွေ့ကြကိုယ်ပေါ်မှာတွေ့တာတော့ထာဝရအဖို့အဖွားဖြစ်လို့ရှုံ့တော့နေပေမဲ့ကိုယ်ကိုယ်ခန္ဓာပဲကိုယ်တွေ့မှာเนาะ ူများပေါ်မှာတွေ့တာတယ်ဆိုတာတွေ့တာဆရာကောင်းတဲ့အချိန်တော့ပဲတွေ့တာလားတွေ့တာဆရာမကောင်းတာနဲ့မတွေ့တော့ဘူးလူတွေအဲ့တော့ကိုယ်ပေါ်မှာတွေ့တာမှုကပို့ပြီးတော့အားကောင်းတယ်ဟောအဲ့လိုကိုယ်ခန္ဓာကိုယ်ပေါ်မှာသိတွေ့တာလာတဲ့ပုဂ္ဂိုလ်တရားမှာကောင်းကောင်းအကြောင်းမလားလို့ပြင်းထန်တဲ့ယောဂဝိညာဉ်တခုရလာတယ်တရားတော်မယ်ဆိုတဲ့အနေထားရောက်လာလို့ရှိရင် တောကတွေဝင်လာတောကတွေဝင်လာမှာချက်ကနေရာတွေထားခဲ့ရတော့မယ်နော်ငါခန္ဓာကိုယ်ကြီးကိုငါဆွန့်ပြစ်ခဲ့ရတော့မယ်နဲ့ဒီလိုတွေးပြီးတော့တောကတွေဝင်လာပြီးတော့ဝမ်းနဲ့ခြေကွဲမှုတွေဖြစ်ပြီးတရားမှာကိုကြောက်တယ်တာကြောက်တဲ့ပုဂ္ဂိုလ်မကြောက်တဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်တုံးဆိုကိုယ်ခန္ဓာကိုယ်ပေါ်မှာတွေ့တာမှုတွေရှော့ချတယ် စင်ကျင်တုံတရားနဲ့လျှော့ချနောက်ဆုံးမှာဘုရားရဲ့ခြင်းစဉ်တစ်ခုကိုကျင့်ပြီးခန္ဓာကိုယ်ကြီးပုံမှာလုံးဝတွေ့တာမှုမရှိတဲ့အဖြစ်ဘလောက်ထိအောင်ကိုယ်ခန္ဓာကိုယ်ရက်ဆက်နိုင်တယ်လဲဆိုရင်နာဟန္တာသောပတောတုံရှာနာဟန်ပောတိမိဌာနိတငါကမင်းရဲ့ခြေကျော်မဟုတ်ဘူးနော်ဒီကနေ့ကစပြီးမင်းကိုငါမလုတ်ကျွေးနိုင်ဘူး မင်းကိုလှုပ်ကြွေးခဲ့လို့တဏှာထဲမှာဒုက္ခတွေရောက်ခဲ့လှပြီခန္ဓာကိုယ်ကိုမငဲ့တော့ပဲနဲ့ကိုယ်ခန္ဓာကိုယ်ငါကမင်းကြုံမဟုတ်ဘူးလို့ခန္ဓာကိုယ်ရဲ့ကြုံဟုတ်တယ်လေလောကလူတွေဟာကြည့်နေ့စဉ်နေ့မြလှုပ်ပေးနေရတာကြုံတယောက်လိုပဲဘာမှမထူးမနေ့အိယာထတာနဲ့တပြိုင်နဲ့တွိုင်းလိုက်တဲ့ဝေရတယ်မျက်နှာသိရတယ်သွားတတ်ရတယ်ဘုသူ့ဝေရဝိစာတွေတော့ ဒီခန္ဓာကိုယ်ရဲ့ဝေယဝိစတွေပဲမဟုတ်လားတော့ကြကြတော့ကော်ဖီလေးဖြော်သောက်ရသေးတယ်မင်းဆာလေးစားရသေးတယ်ဘယ်သူဝေယဝိစတော့ခန္ဓာရဲ့ဝေယဝိစကိုလုံနေတာပဲလေအဲ့တော့တကယ်ကိုကျွန်တဘောက်လို့ဖြစ်အမလီယိုချိုးလိုက်တာနော်သူ့အတွက်လုံပေးရမယ်ဆိုလို့ရှိရင် ပြောနေတာလို့ပါယိုချိုးနေတာလုံသမ ्या ဒုက္ခတွေ့သမ ्या ဒုက္ခတွေဟာလဲ သူနဲ့ပတ်သက်တာလေးကြီးပဲတို့ရအဲ့တော့ထီအောင်ခန္ဓာရဲ့တာဝန်တွေကိုထမ်းဆောင်ပြီးတော့လဲသူကတနေ့တခြားအိုးအိုပြီးတော့လာတယ်ဒီတည်းမဲ့နေမကောင်းထိုင်မသာဖြစ်တယ်နောက်ဆုံးမှာယောဂဝေဒနာရပြီးတော့တည်ဆုံးသွားတယ်ဆိုကိုလိုချင်တဲ့အချက်ကိုသူဘာတစ်ခုမှပေးနိုင်တာမဟုတ်ကိုယ်နဲ့ဆန့်ကျင်ဘက်တွေကြီးပဲလောက်တယ် အဲ့တော့ဒီခန္ဓာကိုယ်ဆိုတာတွေ့တာစရာမကောင်းဘူးလို့ဒါဆင်ခြင်သုံးသပ်ရမယ်တဲ့အဲ့လိုဆင်ခြင်တွေ့တော့ဆင်ခြင်ပြခန္ဓာကိုယ်ပေါ်မှာတွေ့တာတဲ့လောဘကိုရှင်းချပြ